ပထမအဦးဆုံးတင်ဆက်ပေးရမယ့်တဲ့ရင်ကတော့ လောင်လုံးမြို့ပေါ်မှာစစ်တပ်ကအင်အားဖြည့်တင်းနေပြီးတော့ရေကောက်ပွဲကိုမေးလာထေကြရန်ပြည်သူတွေကိုနေအိမ်များအထိလိုက်လံချင်းချောင်းနေတော်လှန်ရေးတပ်များတင်ပိုက်ဖြစ်စီခဲ့တဲ့မောင်မကန်ရေစကန်ကိုလည်းပြန်လည်တီဆောက်နေတဲ့တဲ့ရင်ကိုတင်ဆက်ပေးချင်ပါတယ်။တနန်သာရီတိုင်းလောင်လုံးမြို့ပေါ်မှာအကြံဖက်စစ်တပ်ကအင်အားဖြည့်တင်းနေပြီးရေကောက်ပွဲနဲ့ဆန္ဒမေးလာထေကြရန်ပြည်သူများကိုနေအိမ်များအထိလိုက်လံချင်းချောင်းနေကြောင်းဒေသခံပြည်သူများနဲ့ဒေသအတွင်းစေတနေမြေကပြောပါရယ် အော်တိုဘားလာ27ရက်နေ့ညနေ9နာရီကျော်ခန့်အချိန်မှစတင်ပြီးတော့အကြံဖက်စစ်တပ်ရဲ့စစ်သင်းဘောပေါ်၌လိုက်ပါလာတဲ့အင်အားတရာကျော်ပါစစ်တပ်စစ်ကြောင်းကလောင်လုံးမြို့နယ်ကရင်ကြီးရွာကနေပြီးတော့လောင်လုံးမြို့ပေါ်သို့လာရောက်အင်အားဖြည့်တဲ့နေကြောင်းထိုစစ်တပ်စစ်ကြောင်းဟာအင်အား90ကျော်ပါဝင်ပြီးတော့လက်ရှိအချိန်မှလောင်လုံးမြို့ပေါ်ရှိပြည်သူပိုင် နေအိမ်တွေကိုတွားရောက်ကာရွေးကောက်ပွင့်၌မေးလာထေကြရန်လိုက်လံချင်းချောက်နေကြောင်းယင်းနောက်နေအိမ်ရှိလူစည်းများကိုကောက်ခံသွားကြောင်းသိရပါဗျာ။ စက်ခွေးတွေကလောင်လုံးမျိုးပေါ်မှာရွေးကောက်ပိတ်လို့ရင်ပြည်သူတွေမေးလာထေချဖို့အိမ်တိုင်ရာရောက်လိုက်လံချင်းချောက်နေတာနောက်ပြီးအိမ်ရှိလူအကုန်လုံးရဲ့စည်ရဲတွေလည်းကောက်သွားတယ်လောင်လုံးမျိုးပေါ်မှာကပြည်သူတွေကစက်ပိတ်သိမ်းချောင်နေရတာများတယ်ကြံနေတဲ့ပြည်သူတွေကိုလိုက်ချင်းချောက်နေတာမေးလာထေဖို့အတွက်ဆိုပြီးမှဒေသခံပြည်သူတို့ကတည်င်းဌာနကိုပြောပါတယ် ဒါပြင်အော်တိုဘာလ26ရက်နေ့ကတော်လန်ရဲ့တပ်ဖွဲ့မှတိုက်ခိုက်သိမ်းပိုက်ရှင်းလင်းခဲ့တဲ့မောင်မကန်ရေစခန်းကိုလည်းအကြံဖက်စစ်တပ်ကပြန်လည်ဆောက်လုပ်ရန်အတွက်အင်အား180ခန်းဖြင့်မောင်မကန်ရေစခန်းအတွင်းဝန်ရောက်တပ်ဆွေထားကြောင်းသိရှိရပါတယ်။အကြံဖက်စစ်တပ်က မောင်မကန်ရေစခန်းပြန်လည်တည်ဆောက်နိုင်ရန်စစ်တမ်းပေါ်များပေါ်၌တင်ဆောင်လာတဲ့ပြည်လက်မြေများကြောက်များကိုရေစခန်းအတွင်းသို့ပို့ဆောင်နေပြီးစခန်းအနီးအနားကိုလည်းကင်ပုံများခြားထားကဆောက်လုပ်ရေးလုပ်ငန်းများစတင်လုပ်ဆောင်နေကြောင်းသိရှိရပါတယ်။ ဒီကောင်တွေကရေစကန်းကိုပြန်ဆောက်ဖို့အတွက်အနီအနားကရွာတွေကိုစစ်ကြောင်းထိုးပြီးအခုရေစကန်းမှာအင်အား80လောက်နဲ့အထိုင်ချထားတယ်။ပြည်လက်မြေတွေကြောက်တွေကိုမောင်းမကန်ရေစကန်းနဲ့ပိုးဆောင်နေတယ်။ရေစကန်းကတော်လှန်ရေးတပ်ဖွဲ့တွေမိရှုရှင်းလင်းလိုက်လို့ပြာကျသွားပြီလေ။အဲ့ဒါကိုရွေးကောက်ပွဲအမည်ပြန်ဆောက်မယ်ထင်တယ်ဆိုပြီးမှဒေတာသွင်းစရေးတရေမြစ်ကပြောပါတယ်။ တရန်တိုင်းတိုင်းလောင်းလို့မျိုးနေရှိမောင်မကန်ရေစကန်ကိုအော်တိုဘားလ26ရက်နေ့မနေ့ပိုင်းမှာတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးစကန်သိမ်းတိုက်ပွဲအတွင်းအကြံဖက်စစ်တပ်ဖက်မှစစ်နှုတ်ဦးတေဆုံကစေဦးထိခိုက်တံရရရှိခဲ့ကြောင်းလက်နက်မျိုးစုံ23လက်သိမ်းစီရရှိခဲ့ကြောင်းသိရပါတယ်ဆက်လက်ပြီးတင်းစပေးရမယ်တရင်ကတော့ရေကြီးမျိုးမှ ရေစကန်မှာရေအချင်းချင်းစကားများရံဖြစ်ရမှာရေတတကျော်စောလင်းကတူရေအုပ်ကိုတနက်ဖြက်ပြက်ခါ သူ့ရဲ့အုပ်ဆေးုံတင်ထားရတဲ့တရင်ကိုတင်ဆက်ပေးချင်ပါတယ်။အေယာဝတီတိုင်းရေကြီးမြို့မှာရေစကားမှာရေအချင်းချင်းစကားများရံဖြစ်ရမှာပြက်ခတ်မှုဖြစ်ပွားပြီးတော့သူ့ရဲ့အုပ်တူဆေးုံတင်ထားရကြောင်းရေတရင်ရေမြက်ကပြောပါတယ်။အော်တိုဘလ29ရက်နေ့မှာလေးမျက်နှာမြို့နယ်ရေစခန်းမှာရေသက်သားကြော်တော်လင်းကရေကြီးမြို့မှာရေစခန်းတို့အလုတ်တာဝန်ဖြင့်လာရောက်စဉ် သူရဲ့အုပ်တအူးနဲ့စကားများရန်ဖြစ်ခဲ့ကြောင်းအခုလိုစကားများရန်ဖြစ်နေတဲ့အချိန်ရည်သက်သားကျော်စောလင်က၎င်းအသင်ကင်ဆောင်လာတဲ့တနက်ဖြစ်ထစ်ချက်ပြက်ခတ်တိုက်ခိုက်ကြောင်းသိရပါတယ်အခုလိုပြက်ခတ်တိုက်ခိုက်မှုအတွင်မှာသူရဲ့အုပ်ကတော့ကြီးစံတိမှန်ပြင်ထန်တန်ရာရရှိပြီးတော့ရေကြည်ဆေးုံမှာတက်ရောက်ကူးတာနေကြောင်းသူရဲ့အုပ်မှာတန်ရာအခြေအနေပြင်ထန်နေတဲ့အတွက်စိုးရိမ်ရပြီးတော့လက်ရှိအချိန်ထိကူးတာမှုခံယူနေရစေဖြစ်ကြောင်းသိရှိရပါတယ် အဆိုပါရေအုပ်ကိုတနက်ဖြစ်ပြက်ခတ်ခဲသူတတကျော်စောလင်းဟာ IW ရေစခန်းမှာတာဝန်ထမ်းဆောင်စဉ်ကလည်းအမျိုးသမီးတဦးအားခိုးပြေးပြီးတော့ပြန်အပ်ကမင်္ဂလာဆောင်ရန်ရက်တမှတ်ပြီးတော့လက်ထပ်ယူဆောင်ခြင်းမရှိကြောင်းတိုင်ကြခံရပြီးတော့တေနုကုံရေစကန်တို့ပြောင်းရွှေ့ခံခဲ့ရသူဖြစ်ကြောင်းသိရပါတယ်။ထိုတေနုစကန်ကိုယခုနဲ့ဇွန်လပိုင်းမှာ AA နဲ့ PDF ပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးတဲ့နောက်လက်မျက်နှာမြို့နယ်ရေစကန်တို့ပြောင်းရွှေ့တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်းသိရှိရပါတယ်။ နောက်ထပ်တင်ဆက်ပေးရမယ့်တရင်ကတော့ငတရောက်ရေစကားမှထွက်လာတဲ့စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်မှုအကြမ်းဖက်စစ်သား၈ဦးတေဆုံးပြီးတော့၁၈ဦးတန်ရာရကစစ်ကြောင်းပြန်လည်ဆုတ်ခွာသွားတဲ့တရင်ကိုတင်ဆက်ပေးချင်ပါတယ်။မန္တလေးတိုင်းညောင်ဦးမြို့နယ်ငတရောက်မြို့နယ်ခွေမှာစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်သက်ကိုကြားဖြတ်တိုက်ခိုက်တဲ့အချိန်စစ်အုပ်စုဖက်မှထိခိုက်တေဆုံးမှုတွေနဲ့စစ်ကြောင်းလံပြီးပြန်လည်ဆုတ်ခွာသွားတယ်လို့ညောင်ဦးမြို့နယ်ပကဖတာဝန်ခံကိုစည်းကပြောပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ29ရက်နေ့မနေ့ပိုင်းက ငါတယောက်မျိုးနေရေစကန်းကနေထွက်လာတဲ့အကြံဖက်စင်းအားတရားကျော်ဟာတော်လန်ရေးတက်တယ်နဲ့ကန်နဘောက်ရေကန်နီမှာချီတွေ့တိုက်ပွဲနိုင်ဝက်ကြဖြစ်ပွားခဲ့တယ်လို့သိရပါဗါးအကြံဖက်စစ်ကြောင်းကိုညောင်ဦးဘာဂဖပကံပြေဘလူဒကတက်ခွေးမှုရေးပေါ်မင်းခန်းနဲ့ညောင်ဦးခရိုင်အထုတိုက်ခိုက်ရေးအဖွဲ့ကောင်းဆောင်ရေးပေါ်ရန်ရန်တို့ကဥဆောင်တဲ့တော်လန်ရေးပူပေါင်းတက်တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာလို့သိရပါဗါးတော်လန်ရေးတက်တွေဘက်က RPG နှလုံးနဲ့ အီနာကာပုံသီးတွေအပြင်ငကြဲမီးနဲ့လက်နက်ငယ်တွေပါအုံပြူတိုက်ခိုက်ခဲ့တဲ့အတွက်အကြံဖက်စစ်ကြောင်းဖျိုးပြေးဖြစ်ပြီးတော့ဆက်ဦးလန်သွားခဲ့တယ်လို့ဆိုပါရယ်အကြံဖက်စစ်တပ်အနေနဲ့သူတို့ရဲ့မူလဥတီချက်ဖြစ်တဲ့အိုးရင်ကျေးရွာကိုမဝင်ရောက်နိုင်တာကြောင့်ရွာထဲကိုတိုက်ခိုက်ရေးဒရုန်းတွေအုံပြူပြီးမိလောင်ပုံးတွေကြေးချတိုက်ခိုက်ခဲ့ရာနေအိမ်15လုံးထက်မနည်းမိလောင်ပျက်စီးသွားခဲ့ပါရယ်ဒါအပြင်တိုက်ပွဲအတွင်းမှာ အကြံဖက်စစ်တပ်၈ယောက်ဒေဆုံးပြီးတော့တိုက်ခိုက်တန်ရ ထိခိုက်တန်ရာရသူ၁၈ယောက်ကိုလည်းကားတွေနဲ့ပြန်လည်တင်ဆောင်သွားကညောင်ဦးစေးုံကြီးမှအေးပေါ်ကုသပေးနေတယ်လို့ကိုစည်းကပြောပါတယ်အခုလက်ရှိငါတယောက်စခန်းနဲ့အချို့ဆက်ခွေးတွေပြန်ဝင်သွားပါပြီတင်နေတဲ့ကောင်တွေနဲ့ထိတဲ့ကောင်တွေကိုတော့ကားတွေနဲ့တေးလာတယ်ပြီးတော့ထိထားတဲ့ကောင်တွေကိုညောင်ဦးစေးုံမှကုနေပါတယ်လက်ရှိတချို့ရွာတွေကလူပြန်ဝန်နေပေမဲ့လုံခြုံရေးစိုးရင်ရသေးလို့မပြောနိုင်သေးဘူးဆိုပြီးမှညောင်ဦးမြို့နယ်ပါကဖတာဝန်ခံကိုစည်းကပြောပါတယ်။သူပါတိုက်ခိုက်မှုကို ငတရားမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ PPGF ပကံကလုံးသားညောင်ဦးခရိုင်အမှတ်တည်းရဲ့ညောင်ဦးခရိုင်အမှတ်ငါတရဲနဲ့ညောင်ဦးခရိုင်ဘက်ကဖားတို့ပါဝင်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ဆက်လက်တင်ဆက်ပေးရမယ့်တရင်ကတော့ရေဖြူမှာစက်အုပ်စုနဲ့ကာကွယ်ရေးတပ်ဖွဲ့တွေထီထွေးတိုက်ပွဲဖြစ်ပွားပြီးတော့စစ်သား၁၀ဦးခန့်တေဆုံးသွားတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးချင်ပါတယ်။တနန်သာရီတိုင်းထဝေခရိုင်ရေဖြူမြို့နယ်မှာ အကြံဖက်ဆက်ကော်မရှင်တပ်နဲ့ပြည်သူ့ကာကွယ်ရေးတပ်တို့ထိသွေးတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်သား၁၀ယောက်တေဆုံးခဲ့တယ်လို့ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။အော်တိုဘာလ၂၅ရက်မနက်၆နာရီခွဲလောက်ကရေဖြူမြို့နယ်ဝချောင်းရွာနဲ့မူဒူးရွာအကြားထဝေအထူးစီးပွားရေးဆောင်စီမံကိန်းလမ်းပေါ်မှာစစ်ကော်မရှင်ရဲ့ရန်ရရတွေနဲ့လမ်းလုံငန်းအတွက် ကာကင်းယူထားတဲ့စစ်တပ်နဲ့အပြန်အလှန်ပစ်ခတ်မှုတနားနီးပါးဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။တိုက်ပွဲအတွင်းမှာစစ်ကော်မရှင်တပ်သား၁၀ယောက်တေဆုံးပြီးတော့အများအပြားထိခိုက်ဒဏ်ရာရခဲ့တယ်လို့ကာဝေးတပ်ဖွဲ့တွေဖက်ကလည်းရေးပေါ်၂ယောက်ထိခိုက်ဒဏ်ရာမစိုးရိမ်ရတဲ့ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။အဆိုပါတိုက်ပွဲကိုရေးဖြူမြို့နယ်အခြေစိုက်မဟာမိတ်ပူပေါင်းတပ်နဲ့ပါထုအာမီတို့ပူပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။အော်တိုဘားလ၁ရက်နေ့တုန်းကလည်းရေးဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖမှာ တက်ခွေမြို့ဖြစ်တာဝန်ထမ်းဆောင်နေလေရေဖို့တိန်ဟဲ့ရှေးတန်းတနေရာမှာအကျန့်ဖက်စက်တက်ကိုရွရွချွန်ချွန်တိုက်ပွေးဝင်ရင်မြင့်မြတ်စွာကြာရှုံးသွားခဲ့ပါသေးတယ်ခမဆက်လက်ပြီးတော့မြဝတီမင်းလက်ပိုင်ရွာမှာတိုက်ပွဲဖြစ်ပွားနေပြီးတော့စစ်တပ်ကလေကြောင်းဖြင့်ပုံကျေးတိုက်ခိုက်နေတဲ့တဲ့ရင်ကိုတင်ဆက်ပေးကြပါရစေ။ကရင်ပြည်နယ်မြဝတီမြို့နယ်လက်ပိုင်ရွာမှာတိုက်ပွဲဖြစ်ပွားနေပြီးတော့အကြံဖက်စစ်တပ်ကလေကြောင်းဖြင့်ပုံကျေးတိုက်ခိုက်နေကြောင်းကရင်စည်ရေးတဲ့ရင်မှာပြောပါရစေ။ ယနေ့အော်တိုဘာလ31ရက်နေ့မွန်လွေးနေနာရီခန့်အချိန်မှာအချမ်းပဲစစ်တပ်ကမင်းလဲပိုင်ရွာကိုလေကြောင်းဖြင့်ပုံကျစ်တိုက်ခိုက်ခဲ့ပြီးတော့မိခိုးလုံများထွက်လာသည့်ကိုထိုင်းမြန်မာနေဆက်မှတွေ့မြင်နေရတယ်လို့သိရပါဗျ။ထို့ပြင်မင်းလဲပိုင်ရွာထိပ်မှာတိုက်ပွဲများဖြစ်ပွားနေပြီးတော့အချမ်းပဲစစ်တပ်ကအင်အားအလုံးရင်ဖြင့်စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်းသိရှိရပါဗျ။ မင်းလည်းပန်ရွာကိုဒီနေ့မွန်လွေပိုင်းမှာလေချောင်းနဲ့ပုံကြီးတိုက်ခိုက်သွားတာပါလေရင်လားစက်တက်လေထီလားဘာနဲ့ကြားလဲတော့မသိဘူးမင်းလည်းပန်ရွာထဲကနေမိခိုးလုံးတွေထွက်ကြလာတာကိုထိုင်းဖက်ချမ်းကနေမြင်နေရတယ်တိုက်ပွဲကလည်းမင်းလည်းပန်ရွာမှာထပ်ဖြစ်နေတယ်ဆိုပြီးမှသိရတယ်အတူအော်တိုဘာလ22ရက်နေ့ကလည်းအကြံဖက်စက်တက်ကမြဝတီမြို့နယ်လက်ပန်ရွာကိုလက်နဲ့ကြီးများဖြင့်ပြက်ခတ်တိုက်ခိုက်ခေချင်းကြောင့်အသက်နည်းနည်းအွေကလေးငယ်နဲ့ အသက်32နှစ်အရွယ်မိခင်ဖြစ်သူတို့ပွေချင်းပြီးတည်ဆုံကြောင်းသိရှိရပါတယ်ခင်ဗျာ